YouTuber တယောက်အဖြစ်ရက်တည်ချင်တာလား YouTube မှာဗီဒီယိုတွေတင်ပြီးကိုထင်ထားသလောက် view တွေ like တွေ subscribe တွေမတူလို့အားငယ်နေတာလားကိုရဲ့ YouTube channel ကမြန်မာနိုင်ငံရဲ့ YouTuber top တန်းစင်တိုင်းပါချင်တာလားအဖြေကဟုတ်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါမြန်မာနိုင်ငံရဲ့ထိတ်တန့် YouTube channel တွေရဲ့အောင်မြင်မှုနောက်ွယ်ကလှုပ်ရွက်ချက်တွေကို ကျွန်တော်ပြောပြပေးသွားပါမယ်။ကဲစလိုက်အောင်။နံပါတ်1မီဇီမာ TV Subscriber 3တန်းကျော်တရင်းနဲ့ဖြော်ဖြေးရေးနံပါတ်2 RFA လွတ်လပ်တဲ့အာရှအတိုင်း Subscriber 2တန်းကျော်သူအားလည်းတရင်းနဲ့ဖြော်ဖြေးရေးပဲနံပါတ်3 Legacy Music Subscriber 2တန်းကျော် နံပါတ်၄မဟာအန်တာတိန်မန့် Subscriber တတန်းကျော်ဖြော်ပြရင်းရုပ်တိုက် Channel နံပါတ်၅ပြည်စုံအန်တာတိန်မန့်ကြည့်လိုက်ပါဒီစီးရင်တွေရဲ့ထိတ်ဆုံးမှာတရင်ဌာနတွေကဥဆောင်နေရကိုတွေ့ရပါလိမ့်။ဘာဖြစ်လို့လဲ။ digital ခေတ်ထဲမှာလူတွေကတရင်စာတွေကိုအားမကူတော့လူတွေရဲ့လက်ထဲမှာရှိတဲ့ ုံးတဲကနေအချိန်နဲ့တပြေးညီတိကျနေတာမှန်တယ်မြတ်လိုအပ်ချက်ကိုအမီလိုက်နိုင်တဲ့သူတွေမို့လို့သူတို့ရဲ့ဗီဒီယိုတွေဟာပရိသတ်စိတ်ဝင်စားခြင်းပဲခေါင်းစဉ်တွေကိုနှင်းမြန်စွာဖန်တီးနိုင်မှုတိကျတဲ့အချက်လက်တွေကိုတင်ဆက်နိုင်မှုစတဲ့အရေးချင်းတွေကြောင့်အောင်မြင်လာခဲ့တာပါ တရေပြီးတာနဲ့လူတွေအများဆုံးကြည်တာကဖြော်ပြရေးပဲအဲ့ဒီဖြော်ပြရေးတွေကလူတွေရဲ့စိတ်ခံစားချက်ကိုဖမ်းဆုပ်နိုင်တယ်သူတို့ရဲ့အောင်မြင်မှုဟာပစ္စည်းကောင်းတွေကြောက်တော့မဟုတ်ဘူးခီးရည်စည်းကြောက်ကိုနားလေပြီးလူတွေဘလို့ပုံစံကြိုက်လဲဆိုတာကိုလေးလာစမ်းစစ်ပြီးဖန်တီးနိုင်ကြလို့ပဲ။ သူတို့ဟာအားပေးသူမရှိနာမည်မရှိတဲ့တုံညဘွားနေစခဲ့ကြတာဒါပေမဲ့သူတို့ရဲ့ယုံကြည်ချက်ကိုမစွန့်လွတ်ခဲ့ဘူးဒါကြောင့်ဒီနေ့အချိန်မှာ YouTube စတင်ကြတဲ့မိတ်ဆွေတို့ကိုပြောပြချင်တာကမရက်တက်လိုက်ပါနဲ့ YouTube channel အောင်မြင်ဖို့ဆိုရင်ဒီအချက်၃ချက်ကိုမှတ်ထားပါနံပါတ်၁ ပရိသတ်လူကျင်တဲ့အကြောင်းအရာကိုရှားပေးပါနံပါတ်2ကိုယ်ပိုင်ပုံစံနဲ့အခြားသူထက်ကွဲပြားအောင်ကြိုးစားပါနံပါတ်3ရလက်မကောင်းဘူးဆိုရင်တောင်မှစိတ်ထဲမကြပဲဆက်လက်လှုပ်ဆောင်ပါမိတ်ဆွေလည်းတနေ့မှဒီလိုတော်တန်းစင်းထက်ကတယောက်ဖြစ်ကိုဖြစ်လာပါလိမ့်မယ်ခင်ဗျာโอเค ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုတ်တက်ပြရစီဒီဗီဒီယိုလေးက YouTube channel စတင်ခြင်းတဲ့သူတွေအတွက်အထောက်အပံ့ဖြစ်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒီဗီဒီလေးကိုတဘောကြတဲ့ဆိုရင် like လေးတစ်ချက်လောက်နှိပ်ပြီးကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe နဲ့အားပေးခဲ့ပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ